ကဲအားလုံးပဲမင်္ဂလာပါတခါနော်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ယနေ့ကြတော့9ရက်နေ့နော်12နှစ်တက်မင်းနဲ့ခင်တို့အားလုံးပဲဝင်လာခဲ့ပြီယနေ့ကြတော့ဒါဒီကနေ့မနက်ခင်တို့ပေါ့အားလုံးပဲကြတော့ဝင်လာခဲ့ပြီမယ်နော်အခုကြတော့မနက်ပိုင်းမှာအားလုံးပဲကြတော့ဒါပေါ့ချင်တဲ့ကျွန်တော်အကူမလေးအကုန်လုံးကျွန်တော်တို့ဝင်လာခဲ့ပြီမယ်ဟုတ်ပြီနော်အနီးကနေနဲ့ကျွန်တော်ထိုးတင်တော့ကနထိုးရမယ်ကျွန်တော်ကနအဲ့တော့တကွာကောင်းကျွန်တော်အကူမလေးအားလုံးပဲကျွန်တော်ကစားရမယ် ုတ်ပြီเนาะတွတ်တွတ်လတ်လတ်ကျတို့အကုန်လုံးဝင်လာခဲ့ပြီเนาะတကွာကောင်းနေနဲ့ကျတို့ကစားခြင်းနဲ့ဆိုရင်အားလုံးပဲအကုန်လုံးကျတို့ဝင်လာခဲ့ပြီပါဖုန်းရမှန်ကိုလမ်းမနဲ့နှစ်ချက်သုံးချက်ကျတို့အားလုံးပဲတောက်ခဲ့ပြီပါအဲ့တော့ယနေ့မနက်ခင်းမှာကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျတို့တကွာကောင်းကျွန်တော်တို့လုံးမိုင်းနဲ့မိန်ကနန်အားလုံးကိုကျတို့ကူညီပေးမှာဖြစ်ပါအဲ့တော့ပေါ့ချင်တဲ့မိတ်ဆွေတွေညီကောင်မတော်မတွေမိသားစုနဲ့အားလုံးကကျတို့အကုန်လုံးပဲဝင်လာခဲ့ပြီမယ်ဟုတ်ပြီနော်တကွာကောင်းနေနဲ့ကျတို့အကြိုက်ဆုံး ီကနေ့မှာထူဝမဲ့ကဏ္ဍတက်ကွဖြစ်ပါတယ်ဒါကဒီကနေ့ကျွန်တော်တို့မနက်တစ်ချိန်စာအတွက်ကျွန်တော်တို့ထူဝမဲ့ကဏ္ဍပါအဲ့တော့တစ်စည်းတစ်ချိန်စာအတွက်ကျွန်တော်အကူမတွေအားလုံးကိုကျွန်တော်တို့ဒါအကောင်းဆုံးကျွန်တော်တက်ရောက်ပြီးတော့ပေးမှာဖြစ်ပါတယ်မင်္ဂလာပါတဲ့ဟုတ်ကဲ့မင်္ဂလာပါတခါနော်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲအဲ့တော့ဒီမနက်မှာကျွန်တော်တို့မင်္ဂလာအပေါင်းနဲ့ဒီရမယ်ကျွန်တော်တို့ကဏ္ဍအဲ့တော့တကွာကောင်းကျွန်တော်အားလုံးကိုပေးမယ် ကျွန်တော်မိတ်ဆွေတွေအားလုံးကကျတို့ကြိုက်မှနှစ်သက်မှအားလုံးပဲကျတို့ကစားပါနော်ကြိုက်မှနှစ်သက်မှကျတို့အားလုံးပဲကစားရမှာဖြစ်ပါတယ်ဒါဆိုရင်တကွာကောင်းကျွန်တော်တို့ရှိမယ်မိန်ငနန်းကျွန်တော်တို့ရှိမယ်ဟုတ်ပြီနော်မိန်ကွက်ကျွန်တော်တို့ရှိမယ်အားလုံးပဲအဲ့တော့လမ်းမလေးတွေအားလုံးပဲကျတို့နှိတ်ခဲ့ပေးပါမနေ့ညနေခင်းကကျွန်တော်အကူမတွေအားလုံးကိုကျတို့ကနန်း၃ကွက်ကျွန်တော်တက်ပေးတယ်နော်ကနန်း၃ကွက်ကျွန်တော်တို့တက်ပေးတယ်အဲ့ဒါကဘာနဲ့ပေးလဲဆိုရင်ကျွန်တော်မနေ့ညနေက၄တလုံးပိုင်းနဲ့ကျွန်တော်ပေးတာ နော်မနေ့ကတော့ကျွန်တော်တို့ညက်နေခင်းမှာပေါ့အနီးကဆိုပြီးတော့လေလေးတလုံးပိုင်းနဲ့ကျွန်တော်ပေးတာလေးပါမှပေါ့မယ်နော်လေးတလုံးထိမှကျွန်တော်တို့ညက်နေခင်းမှာပေါ့မယ်လို့ကျွန်တော်မနေ့ညက်နေခင်းအားလုံးကိုကျွန်တော်တို့ထောက်ပေးခဲ့တယ်ဒါမဲ့ကျွန်တော်စီပေးလိုက်တဲ့ထဲမှာတော့64ဆိုတော့ကျွန်တော်မပါဘူး60နဲ့မှ4ကတော့ကျွန်တော်တို့တကွာကောင်းပေါ့နော်အဲ့တော့နက်ခတ်ချိန်ပြီးတော့ကျွန်တော်တို့မနေ့က6-4ဆိုပြီးတော့ကျွန်တော်တို့ထွက်သွားတယ်အဲ့တော့ဒီမနက်မှာကျွန်တော်အကုန်မတွေအားလုံးကိုကျွန်တော်တို့ပေါ့အောင်ရအောင်ကူညီပေးမယ် လုံးပိုင်းနဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးကိုကျွန်တော်တို့ကူညီပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်တို့တွတ်တွတ်လတ်လတ်အကုန်လုံးဝင်လာခဲ့ပေးပါ။အာပြီးတော့ကစားရမယ့်ကဏ္ဍပေါ့။အာပြီးတော့ကျွန်တော်တို့ကစားရမယ့်ကဏ္ဍပေါ့။အရန်နေနဲ့ကျွန်တော်တို့ထိုးခြင်းနဲ့ဆိုရင်အရန်နေနဲ့ကကျွန်တော်တို့ကဏ္ဍနှစ်ကွက်ကျွန်တော်တို့ရှိမယ်။ဒါကအရန်နေနဲ့ကျွန်တော်တို့ကဏ္ဍကကျွန်တော်တို့နှစ်ကွက်ရှိမယ်။ကြိုက်ရင်ထည့်ထိုးမကြိုက်ရင်ကျွန်တော်တို့ပယ်ထားခဲ့နော်။ကြိုက်တဲ့ဆိုရင်ကျွန်တော်တို့ထည့်ပြီးတော့ထိုးမကြိုက်ဘူးဆိုရင်ကျွန်တော်တို့ပယ်ထားခဲ့အရန်နေနဲ့ကျွန်တော်တို့ကဏ္ဍ နှစ်ခွက်ကျွန်တော်ထည့်ပြီးတော့ပေးမယ်ဟုတ်ပြီနော်ဒါကကျွန်တော်တို့ထိုးမယ်ဆိုရင်လည်းပဲကျွန်တော်တို့ဒါအာ900ဘိုးလောက်တော့ကစားပေါ့နော်ထိုးမယ်ဆိုရင်လည်းပဲကျွန်တော်တို့အာ900ဘိုးလောက်တော့ကျွန်တော်တို့ကစားပေါ့ဒီထက်တော့ကျွန်တော်တို့ပို့ပြီးတော့မထိုးနဲ့အရာနေနဲ့ပဲကျွန်တော်တို့ထားပြီးတော့ထိုးရမယ်ကနန်းဟုတ်ပြီနော်အာ900ဘိုးတော့ကျွန်တော်တို့ကစားကြည့်အဲ့တော့ဒီမနက်မှာကျတို့တကောင်းကကျတို့9000ဘိုးလောက်တော့ကျတို့ကစားစီခြင်းတယ် ဘာလို့လဲဆိုတော့ကျွန်တော်အကူမားတွေအားလုံးပဲကျွန်တော်တို့ဓာတ်ကွာကောင်းအဲ့တော့လုံးပိုင်းနဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးကိုကျွန်တော်တို့ဓာတ်ကွာကောင်းထပ်ပြီးတော့ချုပ်ထားတယ်မနေ့ညနေခင်းကားလို့ကျွန်တော်တို့လုံးပိုင်းနဲ့ထပ်ပြီးတော့ချုပ်ထားတဲ့အတွက်9000မိုးလောက်ထိုးရဲလာကျွန်တော်အကူမားတွေဓာတ်ကွာကောင်းကိုနော်ဓာတ်ကွာထဲသောကနန်းကိုကျွန်တော်တို့9000မိုးလောက်ထိုးရဲလာ9000မိုးလောက်ကျွန်တော်တို့ကစားနိုင်လာကျွန်တော်မိတ်ဆွေတွေအားလုံးပဲ9000မိုးလောက်တော့ထိုးနိုင်တယ်နော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့9000မိုးလောက်တော့ကစားနိုင်တယ်ဆိုရင်ကျွန်တော်တို့ဓာတ်ကွာကောင်းကိုကျွန်တော် เนาะကျွန်တော်တက်ချက်ရေးပေးမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့တန်ခွာကောင်းကိုယနေ့ကျွန်တော်တို့မနက်ခင်းမှာ9000မိုးလောက်တော့ကစားပါထိုးမဲ့ဆရာတဲ့ဟုတ်ကဲ့နော်ကိုကြီးအောင်အောင်ဟုတ်ကဲ့မင်္ဂလာပါကိုကြီးရဲ့အဲ့တော့ထိုးမဲ့ဆိုလို့ရှိရင်ကျွန်တော်တက်ခွာကောင်းကိုကျွန်တော်ရေးပေးမယ်အဲ့တော့မိန်ကနန်းကဒီမနက်မှာကျွန်တော်တို့ဘယ်လောက်ဖူးထိုးမလဲဆိုရင်2000မိုးလောက်တော့ကျွန်တော်တို့ကစားကြည့်ပါနော်255ရောက်အားလုံးပဲမင်္ဂလာပါအဲ့တော့လူကြီးရဲ့ကျွန်တော်တို့300ကျော်တွတ်တွတ်လတ်လတ်ကျွန်တော်တို့ဝင်လာခဲ့ပြီပါ2000ဘိုးကိုတော့ကျွန်တော်တို့အာပြီးတော့ ကစားကြည့်ပါမိန်ကနန်းပါဒီကျွန်တော်တို့ကနန်းဘဏ္ဍာကွက်ရှိမလဲဆိုရင်တကွ၂ကွ၃ကွ၄ကွ၅ကွ၆ကွရှိတယ်အဲ့ဒီ၆ကွထဲမှာကျွန်တော်တို့ပေါင်ကနန်းတကွပေါအောင်ကျွန်တော်အကူအညီပေးမယ်သို့မဟုတ်ကျွန်တော်တို့တကွကောင်းကကျွန်တော်တို့ပေါ့မလားမိန်ကနန်းကျွန်တော်တို့ပေါ့မလားအရန်ကနန်းကကျွန်တော်တို့ပေါ့မလားပေါ့နော်တထောင်ထိုးမယ်တဲ့တထောင်ထိုးမယ်ညီလေးရေးတဲ့ဟုတ်ကဲ့ပါထိုးမယ်ဆရာနဲ့ထိုးလိုက်မယ်ဆရာဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့မနေ့ကတော့ကလို့ကျွန်တော်တို့လုံးဝကျွန်တော်တို့ပေးမယ်ဟုတ်ပြီနော် လုံးမိုင်းကျွန်တော်တို့ပေးမှဖြစ်ပါတယ်အဲ့တော့လုံးမိုင်းကကျွန်တော်အကူမတွေအားလုံးပဲဒီမနက်မှာကျွန်တော်အားလုံးကိုရေးပြီးတော့ပေးမယ်လုံးမိုင်းသုံးခြင်းနဲ့ဆိုရင်ကျွန်တော်အကူမတွေလုံးမိုင်းသုံးလို့ရတယ်မနေ့ကတော့ကကျွန်တော်တို့တလုံးမိုင်းကကျွန်တော်တို့လေးတလုံးမိုင်းနော်လေးတလုံးမိုင်းရရဲ့သားနဲ့ကျွန်တော်တို့နော်94ဆိုပြီးတော့ကျွန်တော်တို့ပါဝါနဲ့ရိုက်သွားတာတော့ကျွန်တော်လည်းမတတ်နိုင်ဘူးเนาะအဲ့တော့လုံးမိုင်းကကျွန်တော်အကူမတွေအားလုံးပဲဒီမနက်မှလည်းကျွန်တော်အားလုံးကိုထပ်ပြီးတော့ချုပ်ပေးမယ်အဲ့တော့မိတ်ဆွေညီကောင်မောင်တို့အားလုံးကကျွန်တော်အကူမတွေအားလုံးပဲ ဒါလုံးမိုင်ကစားခြင်းနဲ့ဆိုရင်ကျွန်တော်တို့လုံးမိုင်ကိုကျွန်တော်တက်ချက်ရေးပေးမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲကျွန်တော်တို့တွတ်တွတ်လတ်လတ်ဝင်လာခဲ့ပြီးမယ်340နာမနှစ်အောင်အားလုံးပဲမင်္ဂလာပါနော်ပေါ့ရင်ညမဲတဲ့ဟုတ်ကဲ့မပေါ့ရင်နဲ့ဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်ဝင်လာခဲ့ပြီးမယ်အဲ့တော့လမ်းမကိုကျွန်တော်အကုန်လုံးပဲနှိပ်ခဲ့ပြီးမယ်ဒီကျွန်တော်တို့မနက်ခင်းမှာကျွန်တော်တို့ဒါလက်ထွက်မှုနေနဲ့ကျွန်တော်အကုန်မတွေအားလုံးကိုကျွန်တော်တို့ဒါစိုက်နဲ့ဂိုင်းနဲ့ပေါ့ကျွန်တော်အကုန်မတွေအားလုံးပဲအဲ့တော့လက်ထွက်မှုနေနဲ့ကျွန်တော်ပေးရမယ့်ကဏ္ဍလေးတွေရှိတယ် အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့တော့တော့လက်လက်လေးဝင်လာခဲ့ပြီးမယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ lateral move ကိုကျွန်တော်တို့တက်ချက်ကြည့်မယ်ဒီမနက်ခင်းမှာဒီကကျွန်တော်တို့9 3ညက3ညအပိတ်ပါတဲ့ဒါကကျွန်တော်တို့ lateral move နေနဲ့ဒါတကွာကောင်းဆိုင်ပေါ့ကျွန်တော်မိတ်ဆွေတွေကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့သုံးလို့ရတယ်ကြိုက်တဲ့အကူမတွေကျွန်တော်တို့သုံးလို့ရတယ်မကြိုက်ရင်တော့ကျွန်တော်တို့မသုံးနဲ့ပေါ့နော်ကြိုက်တဲ့သူတွေအားလုံးကတော့ကျွန်တော်တို့သုံးပေါ့အဲ့တော့9 3ညကကျွန်တော်တို့3ညအပိတ်ပါတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲတက်ချက်ကြည့်မယ်ဒီက ကိုးတုံညာကကျွန်တော်တို့တုံညာအပိတ်ပါကျွန်တော်တို့ကိုးစန္ဒမနှစ်ကကျွန်တော်တို့နှစ်အပိတ်ပါကျွန်တော်ရမိတ်ဆွေတွေအားလုံးပဲကိုးတုံညာကတုံညာအပိတ်62ကကျွန်တော်တို့နှစ်အပိတ်လို့ရဒါဆိုရင်အဲ့ဒီကဏ္ဍနှလုံးကိုကျွန်တော်တို့တချာကြည့်မယ်ကျွန်တော်ရမိတ်ဆွေတွေအားလုံးပဲကိုညီပါတဲ့ပေါ့ချင်လို့ပါသားတယ်ဟုတ်ကဲ့နားကြီးတယ်တဲ့ဟုတ်ကဲ့နောက်တောင်းထိုးမယ်တဲ့ဆရာအတွက်တထောင်မိုးထိုးပေးမယ်တဲ့ဟုတ်ကဲ့ရပါတယ်အဲ့ဒါကျွန်တော်ကိုးတုံညာကတုံညာအပိတ်60နံမှာနှစ်ကကျွန်တော်နှစ်အပိတ်ပါ အဲ့တော့ဒီကကျော်တို့တုံညာအပိတ်ခဲ့တဲ့ဒီကကျော်တို့နှစ်အပိတ်ခဲ့တုံညာရဲ့နှစ်ခဲ့ကနန်းနှလုံးပေါင်းခြင်းရလက်သည်တဲ့ကျွန်တော်တို့နှစ်လို့ရပါတယ်အဲ့တော့နှစ်ခဲ့နတ်ခတ်သည်ကျွန်တော်တို့လေးလို့ရမယ်နှစ်ခဲ့နတ်ခတ်ကျွန်တော်တို့လေးအတန်နဲ့လုံးလုံးပေးရမှာဖြစ်ပါဒါဆိုရင်ကျွန်တော်တို့နှစ်နတ်ခတ်ကျွန်တော်တို့လေးမာတန်နဲ့ကျွန်တော်တို့လုံးလုံးပေးရမှာပါတဲ့အဲ့တော့တကွာကောင်းဆိုင်လေးကိုကျွန်တော်ကြိုက်တယ်ဆိုရင်၃ပါကောင်းပါတယ်ကျွန်တော်အကူမတွေအားလုံးပဲဒါဆိုရင်ကျွန်တော်နှစ်ရက်နှစ်ခတ်လေးအတန်နဲ့ကျွန်တော်လုံးလုံးပေးရမယ်ဆိုရင် ီကကျွန်တော်တို့၃၃ညကကျွန်တော်တို့၃ညအပိတ်ပါတဲ့ကျောင်းရဲ့မိတ်ဆွေတွေအားလုံးပဲ၃၃ညကကျွန်တော်တို့၃ညအပိတ်ရှိအပိတ်ရှိတဲ့အတွက်တဲ့ကျွန်တော်တို့နှစ်နှစ်ခက်၄ဆန်ထွက်ပေးရမယ်ဆိုရင်၃ညတစ်လုံးရှိတဲ့အတွက်တပင်ကျောင်းမှာကျွန်တော်တို့၄ထိပ်လို့ဝင်ပေးတာကိုတွေ့ရတယ်ဒါဆိုရင်၃ညရဲ့ကျွန်တော်တို့၄ရဲ့ကဏ္ဍနှလုံးပေါင်းခြင်းတည်တဲ့ကျွန်တော်တို့၄လို့အလုံးလုံးပေးသွားပါတယ်ဒီနှလုံးပေါင်းခြင်းနှစ်နှစ်နှစ်နေ့ရက်နောက်ခါကျွန်တော်တို့လေးကိုတဲ့ဒီနှလုံးပေါင်းခြင်းကျွန်တော်တို့လေးလိုလုံးလုံးပေးသွားပါတယ်ဒါဆိုရင်ဆက်လက်ပြီးတော့ကျွန်တော်တို့ကြည့်မယ် နှစ်ဆန်းနှမတက်ကကျတော့တက်အပိတ်လို့ရပါတယ်တဲ့တက်လေးကလေးအပိတ်လို့ရပါတယ်တဲ့တက်လေးကလေးအပိတ်လို့ရတယ်ဒါဆိုရင်တက်ကကျတော့လေးရတက်ကလေးရကနန်းနှလုံးပေါင်းခြင်းရလက်ဒီတဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျတော့ငားလို့ရတယ်အဲ့တော့တက်လေးနှလုံးပေါင်းခြင်းကကျတော့ငားပါငားရနှက်ခတ်ဒီတဲ့ကျတော့သုံးလို့ရပါငားနှက်ခတ်ဒီကျတော့သုံးလို့ရတာဖြစ်ပါဒါဆိုရင်ငားရနှက်ခတ်ကျတော့သုံးအပ်တာနဲ့လုံးလို့ပြရမှာပါ ငါရဲ့နောက်ခတ်ကျွန်တော်သုံးအန်တာနဲ့လုံးလုံးပေးရမယ်ဆိုရင်နဲ့ဒီမှာကျွန်တော်ရဲ့အကူမတွေအားလုံးပဲ60ဆန္ဒမှခွန်ကကျွန်တော်ခွန်အပိတ်တလုံးရှိတယ်ဟုတ်ပြီနော်60ခွန်ကကျွန်တော်ခွန်အပိတ်ရှိတဲ့အတွက်တဲ့ခွန်ကိုကျွန်တော်ငါရဲ့နောက်ခတ်သုံးတန်ထွက်ပေးရမယ်ဆိုရင်တပင်ကျော်ကကျွန်တော်အပိတ်ဒီတဲ့6အပိတ်လိုဝင်ပေးပါတယ်ဒါဆိုရင်6ခွန်နှလုံးပေါင်းခြင်းဒီကျွန်တော်သုံးလို့ရပါတယ်တဲ့အဲ့ဒီသုံးကဘယ်ဟာသုံးလဲဆိုရင်ဒီနှလုံးပေါင်းခြင်း9ရလို့တဲ့9နောက်ခတ်သုံးကိုဒီနှလုံးသုံးပေးတာပါတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲ ဟုတ်ပြီနော်အဲ့တော့နားမလဲစရာအကြောင်းတော့မရှိပါဘူးကျွန်တော်အကူမတွေအားလုံးပဲ90နှစ်ကနှစ်အပိတ်ပါကျွန်တော်တို့16ကကျွန်တော်တို့6အပိတ်လို့ရတယ်ဒါဆိုရင်ကျွန်တော်ကိုကျွန်တော်မတွေအားလုံးပဲကြည့်မယ်နှစ်အပိတ်ငယ်တဲ့ကျွန်တော်တို့ဒီ6အပိတ်ငယ်နှစ်6နှလုံးပေါင်းခြင်းရလကကျွန်တော်တို့8လို့ရတယ်ဒါဆိုရင်နဲ့ကနန်းနှလုံးပေါင်းခြင်းရလ8တည်တဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲ8ကနက်ခတ်ကျွန်တော်တို့1အတန်နဲ့ပဲလုံးလုံးပြီးမှာဒါဆိုရင်ကျွန်တော်တို့နက်ခတ်အတန်နဲ့ပဲကျွန်တော်တို့သွားမယ်ဆိုရင်နဲ့ ဒီကကျွန်တော်တို့တစ်အတန်နဲ့ပဲလုံးလုံးပေးမယ်အဲ့တော့ရှေ့ရနောက်ခါကျွန်တော်တို့တစ်အတန်နဲ့လုံးလုံးပေးရမယ်ဆိုရင်တဲ့ဒီနေရာမှာကျွန်တော်တို့၄ဆန်းနှမ၃ကကျွန်တော်တို့၃အပိတ်ပါတဲ့နော်53က3အပိတ်ရှိတဲ့အတွက်တဲ့3ကိုကျွန်တော်တို့၈နှက်ခတ်တစ်တန်ထွက်ပေးရမှာတဲ့3ကို၈နှက်ခတ်တစ်တန်ထွက်အောင်ပေါင်းပေးရမယ်ဆိုရင်တဲ့ဓပင်ကြော်မှာတဲ့ကျွန်တော်တို့ထိတ်တည်တဲ့၈ထိတ်လိုဝင်ပေးပါဒီ3ရဲ့ဒီ၈ကဒီနှလုံးပေါင်းခြင်းရလက်တည်ကျွန်တော်တို့တစ်လိုလောလောပေးတယ် ဒီတက်ကကျတို့ဘယ်ကတက်လဲဆိုရင်တဲ့ဒီနှလုံးပေါင်းကြီးကျတို့ရှစ်ပါရှစ်နှက်ခတ်တက်ကိုဒီနှလုံးတက်ပေးတာပါကျတို့ရဲ့မိတ်ဆွေတွေအားလုံးပဲဒါဆိုရင်ရှစ်ထိတ်ကဲတဲ့ကျတို့တပင်ကြောင်ကကျတို့သုံးအပိတ်ကဲနှလုံးပေါင်းကြီးကျတို့တက်လို့လုံးလုံးပေးသွားပါတယ်ဟုတ်ပြီနော်ဒီတုံညာရဲ့ဒီနှက်ကနှလုံးပေါင်းကြီးနေနှစ်ရဲ့နှက်ခတ်ကျတို့လေးအတန်နဲ့လုံးလုံးပေးရမယ်ဆိုရင်တဲ့တုံညာအပိတ်ကဲတဲ့ကျတို့တုံညာအပိတ်ကဲကျတို့တုံညာအပိတ်ရှိတဲ့အတွက်နှစ်ကိုကျတို့လေးဆန်ထွက်ပေးရမယ်ဆိုရင်တပင်ကြောင်မှာလေးထိတ်လို့ဝင်ပေးတယ် တိတ်ခဲလေးရဲ့နှလုံးပေါင်းခြင်းက9ရဲ့နောက်ခတ်ကျွန်တော်သုံးတန်နဲ့လုံးလုံးပေးရမယ်ဆိုရင်တဲ့60ခွန်ကခွန်အပိတ်ရှိတဲ့အတွက်တဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲ3000ထောင်တောင်တပင်ကြောင်မှာကျွန်တော်တို့6ထိတ်လို့ဝင်တယ်ဟုတ်ပြီနော်နှစ်ချောင်းနှလုံးပေါင်းခြင်းရှစ်ရှစ်နှက်ခတ်တစ်တန်နဲ့ပဲထပ်လုံမယ်ဆိုရင်တဲ့43က3အပိတ်ရှိတဲ့အတွက်တဲ့တပင်ကြောင်မှာတဲ့ကျွန်တော်တို့3တန်တစ်တန်ထွက်ပေးအောင်ဒီမှာကျွန်တော်တို့6ထိတ်လို့ဝင်ပေးတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်အကူမတွေအားလုံးပဲကျွန်တော်တို့တစ်ချက်ကြည့်မယ် ခွန်တလုံးလာနိုင်လားဆရာတဲ့ခွန်သေးတဲ့ဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒါဆိုရင်ကျွန်တော်တို့တလေးကလေးအပိတ်ပါကျွန်တော်လည်းမကြိုက်ပါဘူးဒီမနက်ခွန်ကိုကျွန်တော်လည်းမကြိုက်ပါဘူးအဲ့တော့လေးအပိတ်ခဲ့တဲ့ကျွန်တော်တို့တပင်ကြောင်ကကျွန်တော်တို့လေးအပိတ်ခဲ့ဒါဆိုရင်လေးလေးနှလုံးပေါင်းခြင်းကကျွန်တော်တို့ရှစ်လို့ရတယ်လေးလေးဆိုတော့ခဏနှလုံးပေါင်းခြင်းရလက်သည်တဲ့ကျွန်တော်တို့ရှစ်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့သေးချပြီးရှစ်လို့ရတဲ့အတွက်လုံးဝမဲ့ကျွန်တော်တို့မာသက်တည်တင်မာသက်ပေါ့ရှင်းတဲ့အခါကျွန်တော်တို့တင်မာသက်ရတဲ့အတွက် တော့ကျွန်တော်ကိုမတွေအားလုံးပဲဒီမနက်မှာကျွန်တော်တို့တင်မသက်နဲ့နော်အထောက်ထားတင်နဲ့ကျွန်တော်တို့ထည့်စည်းချူမှာဖြစ်ပါဒါဆိုရင်ကျွန်တော်တို့တင်အတန်ထွန်းအောင်ကျွန်တော်တို့ပေါင်းပေးရမယ်ဆိုရင်တဲ့ဒီနေရာမှာကျွန်တော်တို့6ဆန္ဒမ5ကကျွန်တော်တို့5အပိတ်ပါတဲ့6ဆန္ဒမ5ကကျွန်တော်တို့5အပိတ်ရှိတဲ့အတွက်တဲ့ဓာပင်ကျော်မှာကျွန်တော်တို့တည်တဲ့နော်ရှစ်ကဲနက်ခတ်တစ်တန်ထွက်ပေးရမယ်ဆိုရင်တဲ့ယနေ့ကျွန်တော်တို့မနက်ခင်းမှာထိတ်တည်တဲ့ဘာထိတ်လို့ထည့်ပေးရမလဲပေါ့အားလုံးပဲကျွန်တော်ကိုတက်ရောက်တစ်ချက်အကုန်လုံးမှတ်ပေးပါ နော်တယောက်ကိုတစ်ချက်ကျွန်တော်ကိုအကုန်လုံးမှတ်ပြီးပါခေစီမှန်းလို့ပြီးတာနဲ့ကျွန်တော်အပိတ်ကိုသွားမယ်600ကျော်ရှိတယ်အကုန်လုံးဆင်းမှန်းသွားနဲ့ကျွန်တော်အပိတ်ကိုလည်းဆက်ပြီးတော့ကြီးစေချင်တယ်ကျွန်တော်ကိုပါလေအားမအပိလိုင်းကိုလည်းကျွန်တော်တို့တစ်ချက်ဆက်ပြီးတော့ကြည့်စေချင်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့အပိလိုင်းကိုကျွန်တော်တို့တစ်ချက်သွားမယ်ကျွန်တော်အကူမလေးအောင်လုံးပဲ။အပိလိုင်းကိုကျွန်တော်တို့တစ်ချက်သွားမှဖြစ်ပါတယ်။အဲ့တော့ဆင်းမသွားနဲ့ကျွန်တော်တို့ထွက်မသွားနဲ့ပြီးဆုံးနိုင်အောင်ကြည့်ပါ။ ဟုတ်ပြီနော်အဲ့တော့ဘီဆုံးနိုင်အောင်ကြည့်မှကျွန်တော်တို့စိုက်ကအနှစ်သာရကိုတည်မှာထိုးသင်းတဲ့ကဏ္ဍကိုကျွန်တော်တို့ဆုံးဖြတ်ချက်ချလို့ရမှာဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကြည့်မယ်90တန်းမှနှစ်က6ထိပ်ဤတဲ့9နှစ်က6ထိပ်ကျွန်တော်တို့အပိတ်လိုင်းကဘလို့ပေးလဲထိပ်စီးလိုင်းကဘလို့ပေးလဲစနစ်ကိုကြည့်ထွက်နိုင်ကြီးရှိလားအဲ့ဒါကိုကျွန်တော်တို့တစ်ချက်စစ်စေးနော်ကြိုက်မှနှစ်သက်မှ3ကျွန်တော်အကူမတွေအားလုံးပဲဒါဆိုရင်ကျွန်တော်တို့90တန်းမှနှစ်ကကျွန်တော်တို့နှစ်အပိတ်လို့ရမယ် sorry 60နဲ့မှ2ကကျွန်တော်တို့ဒီက6ထိပ်အဲ့ဒီ6ဒီတဲ့ကျွန်တော်တို့6ရဲ့နက်ခတ်6အတန်နဲ့ပဲလှုပ်လှုပ်ပေးမှာနက်ခတ်နဲ့ပဲချုံပါနော်ကျွန်တော်ကိုမားတွေအားလုံးပဲအဲ့တော့6နက်ခတ်ကျွန်တော်တို့6အတန်နဲ့ပဲလှုပ်လှုပ်ပေးမှာအဲ့တော့နက်ခတ်နဲ့ချုပ်ထားတဲ့ site ကျွန်တော်ကိုမားတွေအားလုံးပဲတက်ချက်ကြည့်မယ်ဟုတ်ပြီနော်60နဲ့က6ထိပ်ပါတဲ့6ရဲ့နက်ခတ်ကျွန်တော်တို့ချောင်းအတန်နဲ့လှုပ်လှုပ်ပေးရမယ်ဆိုရင်တဲ့ဒီကကျွန်တော်တို့3 3ညကကျွန်တော်တို့3ထိပ်ပါတဲ့3ညအပိတ်ကဲကျွန်တော်အကူမတွေအားလုံးပဲ သုံးတုံညာကကျွန်တော်တို့တုံညာထိန်ကျွန်တော်တို့တုံညာအပိတ်ဒါဆိုရင်သုံးရဲ့တုံညာရဲ့ကဏ္ဍနှလုံးပေါင်းခြင်းရလက်ကျွန်တော်တို့သုံးလို့ရတယ်ဒီနှလုံးပေါင်းခြင်းရလက်ဒီတဲ့ကျွန်တော်တို့သုံးလို့ရပါတယ်ဒါဆိုရင်ကဏ္ဍနှလုံးပေါင်းခြင်းကျွန်တော်တို့သုံးရှိတဲ့အတွေ့တဲ့ဒီနှလုံးသုံးကိုတဲ့ကျွန်တော်တို့သုံးလုံးပေါင်းခြင်း9နှက်ခတ်6အတန်ထွက်ပေးရမယ်သုံးတုံညာနှလုံးသုံးကိုကဏ္ဍသုံးလုံးပေါင်းခြင်းနဲ့ကိုနှစ်ခက်6တန်ထွက်ပေးရမယ်ဆိုရင်နှလုံးပေါင်းခြင်း3ရှိတဲ့အတွက်6တန်ထွက်ဖို့တပင်းကြောင်းမှာကျွန်တော်တို့ဒီတဲ့ 3 update လို့ဝင်ပေးရပါမယ်တဲ့ဒါပြင်ကြောင့်မှကျွန်တော်တို့ဒီ3 update လို့ဝင်ပေးရပါမယ်ဒါဆိုရင်3 3 3 3လုံးပေါင်းချင်း6ပါဒီ6ကကျွန်တော်တို့ဒီက6ထည့်ရကျွန်တော်တို့6နှစ်ခတ်6တော့6အတန်ကိုအဓိကလုံးလုံးပေးတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်မယ်တစ်လေးလို့ထွက်ထားတယ်တဲ့ဒီနေရာမှာကျွန်တော်တို့တစ်ထိတ်ပါအဲ့ဒီတက်ကလည်းတဲ့ကျွန်တော်တက်ကနှက်ခတ်ကျွန်တော်ရှစ်အတန်နဲ့ပဲလုံးလုံးပြီးမှာတင်းနှက်ခတ်ကျွန်တော်ရှစ်အတန်နဲ့ပဲလုံးလုံးပြီးမှာဖြစ်တယ် ဒါဆိုရင်တည့်ရက်နောက်ခါကျွန်တော်တို့ရှစ်တန်နဲ့လောလောပေးရမယ်ဆိုရင်တဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီကကျွန်တော်တို့60ခွန်ကကျွန်တော်တို့6ထိပ်ပါတဲ့ဒီကကျွန်တော်တို့ခွန်အပိတ်ပါအဲ့တော့6ကခွန်ရဲ့ကဏ္ဍနှလုံးပေါင်းခြင်းရလတ်သည်တဲ့ကျွန်တော်တို့သုံးလို့ရပါတယ်ကဏ္ဍနှလုံးပေါင်းခြင်းရလတ်သည်ကျွန်တော်တို့သုံးလို့ရပါတယ်ဒါဆိုရင်6ခွန်နှလုံးပေါင်းခြင်းကျွန်တော်တို့သုံးရှိတဲ့အတွက်တဲ့နှလုံးပေါင်းခြင်း3ကို3လုံးပေါင်းခြင်း1နှက်ခတ်8တန်ထွက်ပေးရမှာတဲ့3လုံးပေါင်းခြင်း1နှက်ခတ်8တန်ထွက်ပေးရမယ်ဆိုရင်တဲ့ ။တပင်းကြောင့်မှကျွန်တော်တို့ဒီငါအပိတ်လို့ဝင်တယ်။တပင်းကြောင့်မှကျွန်တော်တို့ဒီငါအပိတ်လို့ဝင်တယ်။ဒီမူလေးကကျွန်တော်တို့စိုးတော့မစိုးဘူးလို့တော့ကျွန်တော်တို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ထွေကြီးနဲ့အပိတ်နဲ့သွားတာကကျွန်တော်တို့လိုင်းချင်းကလည်းတူတယ်။အဲ့တော့သွားတဲ့ပုံစံချင်းကျွန်တော်တို့စနစ်ချင်းကလည်းတူတယ်။အဲ့တော့ကောင်းတော့ကောင်းတယ်ကျွန်တော်တို့စိုးတော့မစိုးဘူးရွေးချယ်နိုင်မယ်ဆိုရင်ရွေးချယ်နိုင်လောက်ပါတယ်။အဲ့တော့ကျွန်တော်ကိုမရီအောင်လို့ပဲ။ဒါဆိုရင်ကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်တို့ကြည့်မယ်။ တေချောင်းကကျွန်တော်တို့တစ်ထိပ်ပါတေချောင်းကကျွန်တော်တို့တစ်ထိပ်လို့ရတယ်ဒီကတစ်ကလည်းကျွန်တော်တို့တစ်ခဲနက်ခရှစ်အတန်နဲ့ပဲလောလောပေးမယ်ဒီကတစ်ကလည်းကျွန်တော်တို့တစ်ရဲ့နက်ခကျွန်တော်တို့ရှစ်အတန်နဲ့လောလောပေးမှာတကယ်ပါဒါဆိုရင်တေချောင်းကတစ်ထိပ်ဒီတစ်ဒီတစ်နက်ခရှစ်တန်နဲ့ကျွန်တော်တို့လောလောပေးရမယ်ဆိုရင်ねဒီကကျွန်တော်တို့၄ဇန်နာမ၃က၄ထိပ်ပါတဲ့ဒီနေရာမှာကျွန်တော်တို့၃အပိတ်ပါဒါဆိုရင်၄ရဲ့၃ရဲ့ကဏ္ဍနှလုံးပေါင်းခြင်းရလက်ဒီကျွန်တော်တို့ခုံလို့ရတယ် ဲ့တော့၄သုံးနှလုံးပေါင်းချင်းကျတို့ခွန်ရှိတဲ့အတွက်တဲ့၃လုံးပေါင်းချင်းကျတို့တင်းနှက်ခတ်ရှစ်တန်ထွက်ပေးရမယ်တဲ့နှလုံးပေါင်းချင်းခွန်ကို၃လုံးပေါင်းချင်းတင်းနှက်ခတ်ကျတို့ရှစ်တန်ထွက်ပေးရမယ်ဆိုရင်တဲ့ဒါပြင်ကြောင့်မှကျတို့ထိတ်တည်တဲ့တစ်ထိတ်လို့ဝင်ပေးရမှာပါဒါဆိုရင်၄သုံးတစ်၃လုံးပေါင်းချင်းတွေကျတို့ရှစ်လို့ရပါတယ်အဲ့ဒီရှစ်ဒီကကျတို့ဒီကကျတို့တစ်ထိတ်ကတင်းနှက်ခတ်ရှစ်ကို၃လုံးပေါင်းချင်းကျတို့ရှစ်လို့လုံးလုံးပေးသွားတာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ယနေ့ကျွန်တော်တို့မနက်ခင်းမှာကျွန်တော်တို့ဆက်လာပြီးတော့ပေးုံမလားပေါ့ကြည့်မယ်အဲ့တော့နားမလည်တဲ့သူတွေအားလုံးပဲကျွန်တော်တို့ကြည့်မယ်ဒီကကျွန်တော်တို့၉ထိတ်၉၂က၉ထိတ်သီးတဲ့ကျွန်တော်တို့၉ရဲ့နှက်ခတ်၆အတန်နဲ့လှုပ်လှုပ်ပေးမယ်၉နှက်ခတ်၆ကိုတဲ့ကျွန်တော်တို့၃တုံညာနှလုံး၃ရှိတဲ့အတွက်၃လုံး၆တန်ထွက်အောင်ကျွန်တော်တို့တပင်းကြောင်မှာ၃အပိတ်လို့ဝင်တယ်၁၄က၁ထိတ်ဒီက၁ကိုကျွန်တော်တို့၁ရဲ့နှက်ခတ်၈အတန်နဲ့လှုပ်လှုပ်ပေးရမယ် ဲ့တော့ရှစ်တန်နဲ့လုံးလုံးမယ်ဆိုရင်နဲ့6ကိုနှလုံး3ရှိတဲ့အတွက်3ကိုရှစ်တန်ထွက်အောင်ဓမင်းကြောင်းမှာငါအပိတ်လို့ဝင်တယ်ဒီနေရာမှာလည်းတစ်ထိတ်ဒီကတစ်ကလည်းကျတော့တစ်ကနက်ကရှစ်တန်နဲ့လုံးလုံးပေးရမယ်ဆိုရင်နဲ့၄ထိတ်က3အပိတ်ကနှလုံးပေါင်းချင်းခွန်ပါ၄ထိတ်က3အပိတ်ကနှလုံးပေါင်းချင်းခွန်ရှိတဲ့အတွက်တဲ့ကျွန်တော်တို့3လုံးပေါင်းချင်းရှစ်တန်ထွက်ပေးရမယ်ဆိုရင်ဓမင်းကြောင်းမှာတစ်အပိတ်လို့ဝင်တယ်ဒါဆိုရင်ဒီကနေ့မနက်မှာပေါ့64က6ထိတ်ဒီ9ကလည်းကျွန်တော်တို့9နှက်6အတန်ပေါ့ ကိုကလည်းကျွန်တော်ကိုနှက်ခတ်6အတန်နဲ့ကျွန်တော်လုံးလုံးပေးရမယ်ဆိုရင်နဲ့ကိုကလည်းကိုနှက်ခတ်6အတန်နဲ့ကျွန်တော်လုံးလုံးပေးရမယ်ဆိုရင်6ဆန္ဒမ5က6ထိပ်ပါဒီကကျွန်တော်5အပိတ်ပါဒါဆိုရင်6 5နှလုံးပေါင်းခြင်းရလက်ဒီကျွန်တော်တက်လို့ရမယ်6 5နှလုံးပေါင်းခြင်းရလက်ဒီကျွန်တော်တက်လို့ရမယ်အဲ့တော့ကနန်းနှလုံးပေါင်းခြင်းဒီကျွန်တော်တက်ပါတဲ့နှလုံးပေါင်းခြင်းတက်ကိုတဲ့ကျွန်တော်3လုံးပေါင်းခြင်းကျွန်တော်6တန်ထွက်ပေးရမယ် ဒါဆိုရင်နှလုံးပေါင်းခြင်းတစ်ရှိတဲ့အတွက်သုံးလုံးပေါင်းခြင်း6တန်ထွက်ပေးရမယ်ဆိုရင်တဲ့ကျွန်တော်တို့ဒီကနေ့မနက်မှာအပိတ်ဒီဘာအပိတ်လို့ထည့်ရမလဲတဲ့အားလုံးပဲတယောက်တစ်ချက်အကုန်လုံးကျွန်တော်တို့မှန်းခဲ့ပေးပါနော်တယောက်တစ်ချက်အကုန်လုံးကျွန်တော်တို့မှန်းခဲ့ပေးပါဒါဆိုရင်ဒီမနက်မှာကျွန်တော်တို့6ထိတ်ကြီးတဲ့ဒါတကွာကောင်းဆိုင်နော်အခုကျွန်တော်တို့တရားလိုက်တဲ့ site ထိတ်ကကျွန်တော်တို့6ထိတ်လို့ရထိတ်ကကျွန်တော်တို့6ထိတ်လို့ရမယ်အပိတ်ကကျွန်တော်တို့9အပိတ်လို့ရမယ်အဲ့တော့6ထိတ်စီကျွန်တော်တို့9အပိတ် ချောက်ထိုက်စီငါအပိတ်ဆိုတော့ကနန်းစီတဲ့ဒီမနာမှာကျတော့မင်္ဂလာအဆင်းတော့တော့ထားပြီးတော့ထိုးနော်ဒါကြိုက်တယ်ဆိုရင်တော့သုံးပေါ့တကွာကောင်းမှုတွေကတော့ကျတော့ထွက်တော့ထွက်ခဲတယ်နော်တော်တော်ကြီးလက်ရှားပါတယ်ဒါမဲ့ကျွန်တော်အဲ့တကွာကောင်းမှုတွေကျွန်တော်အသိပြီးတော့မကြိုက်ဘူးဒါကျွန်တော်အကူမတွေကြိုက်တယ်ဆိုရင်သုံးနော်2000ဘိုး1000ဘိုးလောက်တော့ကစားကြည့်ကျွန်တော်အကူမတွေအားလုံးပဲ65ဆိုတော့ကနန်းအဲ့တော့ဒီမနက်မှာကျွန်တော်အရန်ကနန်းရဲ့ကျွန်တော်အကူမတွေအားလုံးကိုကျွန်တော်မိန်ကနန်းရဲ့ကူညီပေးမယ်ဟုတ်ပြီနော် အဲ့တော့အားလုံးပဲကျွန်တော်တို့တွတ်တွတ်လက်လက်အကုန်လုံးကျွန်တော်တို့ဝင်လာခဲ့ပြီအဲ့တော့အရန်ကန်းကိုကျွန်တော်တို့တက်ချက်ရေးပေးမယ်လက်မလေးနဲ့ကျွန်တော်တို့အကုန်လုံးပဲနှိပ်ခဲ့ပြီးပါဒီမနက်မှာကျွန်တော်တို့ယခုကျွန်တော်တို့တော့ကန်းန်းနေကျွန်တော်တို့6ခွက်ရှိတယ်ကန်းန်း6ခွက်ရှိတဲ့အထဲမှာကျွန်တော်အကုန်မတွေအားလုံးကိုကျွန်တော်တို့ပေါကန်းန်းတကွက်ပေါအောင်ကျွန်တော်အကူညီပေးမှာဖြစ်ပါတယ်ကန်းန်း6ခွက်အထဲမှာမှကျွန်တော်တို့ပေါကန်းန်းတကွက်ပေါအောင်ကျွန်တော်အကူညီပေးမှာပါဒါဆိုရင်အရန်အနေနဲ့ကျွန်တော်တို့ကြည့်ရမယ်ဆိုရင်6ဒိတ်စီကျွန်တော်တို့3အပိတ် 6ဒိစီ3အပိတ်63ဆိုတော့ကဏ္ဍတကွာကဒါဒီကနေ့မနက်မှာကျွန်တော်တို့အရန်နေနဲ့ကစားရမှာဖြစ်ပါတယ်။တော့63ဆိုတော့ကဏ္ဍဒီအရန်နေနဲ့ကျွန်တော်တို့ကစားရမှာဖြစ်ပါတယ်။အဲ့တော့အားလုံးပဲကျွန်တော်တို့လမ်းမလေးတွေအကုန်လုံးကျွန်တော်တို့နှိပ်ခဲ့ပေးပါ။နော်လမ်းမလေးတွေကျွန်တော်တို့အကုန်လုံးပဲကျွန်တော်တို့နှိပ်ခဲ့ပေးပါ။ဒါကကျွန်တော်တို့အရန်ကဏ္ဍကတော့ဒီမနက်မှာကျွန်တော်တို့အာ900ဘူးလောက်တော့ကစားပါ။ဟုတ်ပြီနော်။အာ900ဘူးလောက်တော့ကျွန်တော်တို့ဒီကနေ့မနက်ခင်းမှာကစားကြည့်ပါ။ကျွန်တော်မိတ်ဆွေတွေအားလုံးပဲ။ ဒါ900ဘုံကိုတော့ဒါအာပြီးတော့နော်ကစားပေါ့ဒီမနက်မှာဒါအာပြီးတော့ကစားကြည့်ပေါ့ဒါကကျွန်တော်အရင်ကနန်းပါဟုတ်ပြီနော်အဲ့တော့လမ်းမကိုအကောင်လုံးနှိပ်ပါဖုန်းရမှန်ကိုလမ်းမနဲ့နှစ်ချက်သုံးချက်တောက်ပါလူသစ်တွေအကောင်လုံးကကျွန်တော်အခုလွှင့်ပေးနေတော့ကျွန်တော် channel ကိုကျွန်တော်အကောင်လုံးပဲ subscriber အကောင်လုံးကျွန်တော်နှိပ်ခဲ့ပြီပါလူသစ်တွေအကောင်လုံးကကျွန်တော် channel ကိုကျွန်တော် subscriber အကောင်လုံးကျွန်တော်နှိပ်ခဲ့ပြီပါအဲ့တော့လုံးမိုင်းကိုကျွန်တော်တို့တက်ချက်ရေးပြမယ်အားလုံးပဲဝင်လာခဲ့ပြီ နော် လုံးမိုင်ကနန်းကိုကျွန်တော်တို့တက်ချက်ရေးပေးမယ်အကုန်လုံးပဲကျွန်တော်တို့ဝင်လာခဲ့ပြီလမ်းမလေးတွေကျွန်တော်တို့အကုန်လုံးပဲကျွန်တော်တို့နှိပ်ခဲ့ပြီပါဟုတ်ပြီနော်ဖုန်းရမှန်းကိုကျွန်တော်တို့လမ်းမနဲ့နှစ်ချက်သုံးချက်ကျွန်တော်တို့အကုန်လုံးပဲကျွန်တော်တို့နှိပ်ခဲ့ပြီပါအဲ့တော့ကျွန်တော်အကုန်မလေးအားလုံးပဲလုံးမိုင်ကနန်းအနေနဲ့ဒီကနေ့မနက်အစီအမကျွန်တော်တို့ရှစ်တလုံးပိုင်းရှိမယ်ဟုတ်ပြီနော်လုံးမိုင်ကနန်းကျွန်တော်တို့နှစ်လုံးကျွန်တော်ပေးခဲ့မယ်ဟုတ်ပြီနော်ပိုင်းပတိကနန်းအနေနဲ့ကျွန်တော်တို့နှစ်လုံးကျွန်တော်ပေးခဲ့မယ်ဒါကကျွန်တော်တို့ one chain ပေါ့နော်လုံးပိုင်း သုံးကျင်နေဆိုရင်ကျွန်တော်ကိုမတွေသုံးလို့ရတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီမနက်မှာကျွန်တော်တို့ main ကဏ္ဍအနေနဲ့ရှစ်ထိပ်ကြီးနဲ့ကျွန်တော်တို့ကဏ္ဍတစ်ကွက်ကျွန်တော်ပေးမယ်နော်ရှစ်ထိပ်နဲ့ကျွန်တော်တို့ကဏ္ဍတစ်ကွက်ကျွန်တော်ပေးမယ်အဲ့တော့ရှစ်ထိပ်ကြီးကျွန်တော်ရဲ့အကူမတွေအားလုံးပဲကျွန်တော်တို့6အပိတ်နဲ့86ဆိုတော့ကျွန်တော်တို့ကဏ္ဍတစ်ကွက်ရှိမယ်နော်ဒီမနက်မှာကျွန်တော်တို့လုံးပိုင်းနေနဲ့သုံးကျင်နေဆိုရင်လုံးပိုင်းကကျွန်တော်တို့၈တလုံးပိုင်းရှိမယ်ကျွန်တော်တို့၃တလုံးပိုင်းရှိမယ်ကျွန်တော်ရဲ့အကူမတွေအားလုံးပဲ၈တလုံးပိုင်းကျွန်တော်တို့ရှိမယ် သုံးတလုံးပိုင်းကျွန်တော်တို့ရှိမယ်အဲ့တော့ကြိုက်တဲ့မိတ်ဆွေညီကိုမောင်နှမတွေအားလုံးကကျွန်တော်တို့သုံးလို့ရတယ်เนาะကြိုက်တဲ့အကူမတွေအားလုံးကကျွန်တော်တို့သုံးလို့ရတယ်ဒါကကျွန်တော်တို့လုံးပိုင်းကဏ္ဍနှစ်လုံးဖြစ်ပါတယ်ရှစ်တလုံးရှိမယ်ကျွန်တော်ရဲ့အကူမတွေကျွန်တော်တို့သုံးတလုံးကျွန်တော်တို့ရှိမယ်အဲ့တော့အားလုံးပဲလမ်းမလေးတွေအကုန်လုံးကျွန်တော်နှိပ်ခဲ့ပေးပါဖုန်းရမှန်ကိုကျွန်တော်တို့လမ်းမနဲ့နှစ်ချက်သုံးချက်ကျွန်တော်တို့အကုန်လုံးပဲတောက်ခဲ့ပြီပါဖုန်းရမှန်သားကိုလမ်းမနဲ့နှစ်ချက်သုံးချက်အကုန်လုံးတောက်ခဲ့ပြီပါ ဒီမှာကျွန်တော်ကဏန်းက6ကွက်ရှိတယ်အဲ့ဒီ6ကွက်ထဲမှာကျွန်တော်အကူမတွေပေါကဏန်းတစ်ကွက်ပေါအောင်နော်ကျွန်တော်အကူညီပေးမယ်အဲ့ဒီ6ကွက်ကိုအားထုတ်ပေါ့မယ်ဒီဟာနော်နားလည်ပြီလားမသိဘူးအဲ့ဒီကဏန်း6ကွက်ကိုအထုတ်ဒီမနက်မှာပေါက်ပြီကျွန်တော်အကူမတွေအားလုံးပဲနော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကဏန်းထိုးခြင်းနဲ့ဒီမနက်မှာပေါက်ခြင်းနဲ့ဆိုရင်ဝင်လိုက်ထွက်လိုက်မလုံးနဲ့လीနော်ပေါက်ခြင်းနဲ့ဒီမနက်မှာကျွန်တော်ကဏန်းထိုးခြင်းနဲ့နော်ပတ်စံလိုခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် လွယ်လွယ်ကူကူနဲ့ရရှင်နေဆိုရင်ကနန်းကိုပြီးအောင်ကြည့်လေကျွန်တော်အားလုံးကိုပြီးဆုံးနိုင်အောင်ကျွန်တော်ကိုမားတွေအားလုံးကိုကျွန်တော်တို့တရားပြီးတော့ပေးမှာနော်ဘာတွေကျွန်တော်တို့ကနန်းပေါက်တာထက်ကျွန်တော်တို့အရေးကြီးတာဘာရှိသေးလို့လဲပေါင်ကနန်းရတာထက်အရေးကြီးတာကျွန်တော်တို့ဘာရှိသေးလို့လဲနော်ဝင်လိုက်ထွက်လိုက်ကျွန်တော်တို့မလောက်ပါနဲ့အဲ့တော့ဒီမနက်မှာကျွန်တော်တို့ main ကနန်းနေနဲ့ကျွန်တော်တို့ကနန်းတက်ကွက်ကျွန်တော်ထပ်ပြီးတော့ရေးပေးမယ်ဟုတ်ပြီနော်ကနန်းတက်ကွက်ကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်ရေးပေးမယ်အဲ့တော့သုံးထိပ်စီကျွန်တော်တို့ လေးအပိတ်နဲ့ပေါ့နော်သုံးထိပ်စီကျွန်တော်တို့လေးအပိတ်နဲ့34ဆိုတော့ကဏ္ဍတစ်ခွက်ကျွန်တော်တို့ရှိမယ်အဲ့တော့ကဏ္ဍ၅ခွက်ကိုကျွန်တော်ရေးပြီးသွားပြီလမ်းမလေးတွေကျွန်တော်တို့အကောင်လုံးနှိပ်ခဲ့ပြီးပါဖုန်းရမှန်ကိုကျွန်တော်တို့လမ်းမနှစ်ချက်သုံးချက်ကျွန်တော်တို့အကောင်လုံးတောက်ခဲ့ပြီးပါဒီမနက်မှာကျွန်တော်တို့နော်ကျွန်တော်တို့အကြိုက်ဆုံးတစ်ခွက်ကောင်းကျွန်တော်တို့ရှိမယ်ဟုတ်ပြီနော်အကြိုက်ဆုံးတစ်ခွက်ကောင်းကျွန်တော်တို့ရှိမယ်အဲ့တော့တစ်ခွက်ကောင်းကျွန်တော်တို့မပေးခင်မှာကျွန်တော်အကူမတွေအားလုံးပဲဒီမနက်မှာဒါကျွန်တော်တို့ဒီပွဲစဉ်မှာပေါ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲ ျွန်တော်ရဲ့အကူမတွေအားလုံးကိုကျွန်တော်တို့ထပ်ပြီးတော့အကူအညီပေးစရာရှိတယ်အဲ့တော့အရင်ပွဲကတော့ကျွန်တော်နဲ့လက်တွဲတဲ့သူတွေအားလုံးပဲကျွန်တော်တို့အဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ပြီနော်အဲ့တော့အရင်ပွဲကကျွန်တော်လှုပ်ခိုင်းတဲ့အတိုင်းကျွန်တော်အကူမတွေအားလုံးပဲကျွန်တော်တို့နော်ကျွန်တော်ရဲ့အကူမတွေအားလုံးပဲဒါကျွန်တော်ပေးတဲ့ကဏ္ဍနဲ့အရင်ပွဲကကျွန်တော်တို့အားလုံးပဲအဆင်ပြေမယ်ထင်တယ်အဲ့တော့ဒီပွဲမှာလည်းအားလုံးကိုကျွန်တော်တို့ထပ်ပြီးတော့အကူအညီပေးမယ် ။ဘာနဲ့အကူညီပေးမလဲဆိုရင်ကျွန်တော်တို့အခွေကဏ္ဍနဲ့ကျွန်တော်အကူညီပေးမယ်။အရင်ဘွဲကကျွန်တော်တို့အခွေကဏ္ဍကျွန်တော်တို့၃ချိန်ကျွန်တော်အကူညီပေးတယ်နော်။အခွေကဏ္ဍ၃ကကျွန်တော်အကူမတွေအားလုံးပဲကျွန်တော်တို့ပောက်တယ်။အဲ့တော့ဒီဘွဲမှာလည်းကျွန်တော်အကူမတွေအားလုံးပဲဒါကပထမဆုံးခွေနော်။ပထမဆုံးခွေတပတ်ကိုကျွန်တော်က၃ချိန်ပေါ့အောင်အကူညီပေးတာအခွေနဲ့ကိုအားလား။ကျွန်တော်၃ချိန်ပေါအောင်ကူညီပေးတာဒါကပထမအခွေအခုပွဲမှာကျွန်တော်တို့ဒါအခုမှစခေါ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲ အစောပိုင်းမှာပဲကျွန်တော်ထွက်မယ်ဒီအခွေကနော်အစောပိုင်းမှာပဲကျွန်တော်ထွက်မယ်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲပြောပြီးပြီနော်ကျွန်တော်အကူမတွေအားလုံးပဲရင်ပွဲကလည်းကျွန်တော်အဲ့လိုပဲအခွေကနန်းဒီမနက်မှာအားကောင်းတယ်ဒီညနေမှာအားကောင်းတယ်ဆိုရင်အဲ့လားထွက်သွားအောင်နော်အဲ့တော့ကျွန်တော်အကူမတွေအားလုံးကိုလည်းကျွန်တော်ပြောပေးမယ်အခုအခွေကကျွန်တော်ဒီကနေ့ကျွန်တော်တို့တနေကုန်မှာအားကောင်းပါတယ်ကျွန်တော်အကူမတွေအားလုံးပဲ ကြောက်ပြီးပြီနော်ကျွန်တော်အကူမတွေအားလုံးပဲအဲ့တော့အခွေကဏ္ဍနဲ့ကျွန်တော်တို့ထပ်ပြီးတော့ပေါက်ချင်းနဲ့အရင်ပွဲကကျွန်တော်အကူမတွေအားလုံးပဲအခွေကဏ္ဍနဲ့ကျွန်တော်တို့တောင်းလျှောက်ပေါက်တာအဲ့တော့ဒီပွဲမှာလည်းကျွန်တော်တို့အခွေကဏ္ဍနဲ့ထပ်ပြီးတော့ပေါက်ချင်းနဲ့ဆိုရင်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအခွေကဏ္ဍကိုကျွန်တော်တို့လာပြီးတော့ယူပေးပါဘာမှယူရမလဲဆိုရင်ကျွန်တော်တို့ဘိုင်းပါမှာလာပြီးတော့ယူပေးပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲအဲ့တော့ဖုန်းနံပါတ်ကကျွန်တော်၈၉၃၃၉၅ကျွန်တော်တို့၂၃၃ညဆိုတော့ဒါကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်တစ်ခုပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲ Viber ကိုကျွန်တော်တို့အဓိကထားပြီးတော့လာယူပေးပါနော် message ကဆိုရင်ကျွန်တော် message ထောင်းပါဆိုတဲ့အတွက်ကျွန်တော်တို့ Viber ကိုလာပြီးတော့ယူပေးပါ Viber လုံးဝမသုံးတတ်ဘူး Viber ကျွန်တော်တို့မဖွင့်ထားဘူးဆိုတော့မှကျွန်တော်ကိုမတွေအားလုံးပဲ YoYo message ကနေဟိုင်းပေးပါနော် YoYo message ကဆိုရင်နည်းနည်းတော့ကြာလိုက်မယ် message ထောက်တဲ့အတွက် Viber ကကျွန်တော်တို့အခုလာယူအခုရတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီနေ့ကျွန်တော်တို့ဒီမနက်မှာနေတိုက်ကပေါ့ရင်ပေါ့မပေါ့ရင်ကျွန်တော်တို့အခွေကဏန်းကကျင်းတွေပေါ့မယ်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲ အဲ့တော့ဒီမနက်မှာကျွန်တော်တို့ဒီနေ့မှာတနေကုန်မှာတစ်ချိန်ကတော့အနည်းဆုံးပေါက်မယ်တနေကုန်မှာကျွန်တော်ပေးတဲ့ကျွန်တော်တို့အခွေကဏ္ဍမယ်ထို့ကျွန်တော်အကူမတွေအားလုံးပဲကျွန်တော်တို့ကျင်းဒီပေါက်ကြည့်ရမယ်အဲ့ဒီပေါက်တဲ့အချိန်ကလည်းကျွန်တော်အကူမတွေအားလုံးအတွက်လုံးဝတန်းနေစေရမယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးကိုကျွန်တော်တခုတရောမယ်နော်အဲ့တော့တပွဲတပွဲမှာကျွန်တော်တို့ဒါပွဲတိုင်းပွဲတိုင်းမှာပေါ့ကျွန်တော်အကူမတွေအားလုံးပဲနေတိုက်ကဏ္ဍထိုးလို့ရှုံးနေတယ်ဒီလိုကျွန်တော်တို့ဘောက်ကဏ္ဍနေထိုးလို့ရှုံးနေတယ်ဆိုရင် ်အခုကျွန်တော်ရေးပေးလိုက်တဲ့ Viber ဖုန်းနံပါတ်အခွေကနန်းကိုကျွန်တော်တို့တပွဲကိုကျွန်တော်၃ချိန်အာမခံပြီးတော့ပြီးတယ်အခုပွဲကဒါအခုမှစပြီးတဲ့အတွက်ဒါပထမအခွေပထမအခွေလဲကျွန်တော်ခံတယ်ပထမအခွေကျွန်တော်တို့ပြီးသွားရင်ဒုတိယအခွေကျွန်တော်တို့တတိယအခွေအခုမှဒါကကျွန်တော်တို့ပထမအခွေအဲ့တော့အာမခံချက်ကျွန်တော်တို့တရားရာဂိုင်လို့ရှိတယ်အဲ့တော့ပွဲတိုင်းပွဲတိုင်းမှာကျွန်တော်အခုမှနေတိုက်ထိုးလို့ရှုံးနေတဲ့ဆိုရင်ဒီဖုန်းနံပါတ်ကို Viber ကနေကျွန်တော်တို့တက်ချက်ပဲဟိုင်းပြီး ကျွန်တော်အားလုံးကိုကျွန်တော်အကူမတွေကျွန်တော်တို့ဒါပွဲတိုင်းပွဲတိုင်းမှာကျွန်တော်အကူမတွေအားလုံးတို့လုံးဝအနည်းအကျံအကူညီပေးမယ်နော်အခုကျွန်တော်တို့အခွေပေးတယ်အဲ့ဒီအခွေကိုကျွန်တော်တို့အခုဒီမနက်ကနေစပြီးတော့ပုံမှန်လေးပဲမွေးပြီးတော့ထိုးဥပမာကိုတတ်နိုင်တဲ့လောက်ပေါ့ဒီမနက်မှာကနန်းကိုကျွန်တော်တို့ခွေထိုးမယ်ဘလောက်ထိုးမလဲဆိုရင်တထောင်မိုးထိုးမယ်ပေါ့အဲဒီမနက်ကျွန်တော်တို့တထောင်မိုးထိုးတယ်ကျွန်တော်တို့မထွက်ဘူးညနေကျရင်ကျွန်တော်တို့နှစ်ထောင်မိုးထိုးမယ်အကယ်၍မထွက်မထွက်ခဲ့ပါကကျွန်တော်တို့နောက်နေ့မနက်ကျွန်တော်တို့ 3000ဘို့4000ဘို့ဒီလိုထို့ကျွန်တော်အကူမတွေအဲ့ဒီပေါက်တဲ့အကြိမ်ကြီးကျွန်တော်မိတ်ဆွေတွေအားလုံးအတွက်လုံးဝတန်နေစေရမယ်လုံးဝကြံနေစေရမယ်အဲ့ဒါကျွန်တော်အားမခံတယ်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဟုတ်ပြီနော်တရုတ်ဒီမှာဘိုင်ဘာသုံးမရဘူးလားဟုတ်ကဲ့ပါမတ်စစ်ကဟိုင်းလို့ရတယ်မတ်စစ်ကယူပါကျွန်တော်တို့ဘိုင်ဘာကယူလို့ရတယ်ကျွန်တော်တို့ဘိုင်ဘာကယူပေးပါအခွေကိုကျွန်တော်ဘက်ကအားမခံချက်နဲ့ကျွန်တော်ပေးတာတစ်ချက်ပါတယ်အဲ့တော့ကျွန်တော်အခွေကိုကျွန်တော်ဘက်ကအားမခံတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးကအခွေကနန်းနဲ့ကျွန်တော်တို့ပေါက်ချင်တယ်ဆိုရင် အကုန်လုံးပဲကျွန်တော်တို့လာရောက်ပြီးတော့ယူပြီးအဲ့တော့ဒီကျွန်တော်တို့ပထမအခွေကတော့ကျွန်တော်တို့တိတ်ပြီးတော့အကြာကြီးမနေဘူးပေါ့နော်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီနေ့တနေ့ကုန်မှာလဲကျွန်တော်တို့ကြားနိုင်ချေရှိပါတယ်အဲ့တော့အခွေကနားဖုန်းနံပါတ်ဒီကျွန်တော်တို့693395နှစ်33ညဆိုတော့ Viber ဖုန်းနံပါတ်ဖြစ်ပါတယ်ကျွန်တော်ရေမေးချွေအားလုံးပဲအဲ့တော့ဒီမနက်မှာကျွန်တော်တို့ဓာခွာကောင်းကတော့ကျွန်တော်အေကူမားတွေအားလုံးပဲ3ထိပ်စီကျွန်တော်တို့6အပိတ်ပေါ့နော်3ထိပ်စီ6အပိတ်နဲ့39ဆိုတော့ကဏ္ဍတက်ခွာကောင်းပါကြိုက်တဲ့သူတွေအားလုံးပဲကျွန်တော်တို့ကစားပါနော် ပင်လေးထောက်ထရပါစီရတဲ့ဖုန်းနံပါတ်လားเนาะဖုန်းနံပါတ်ကဒီမှာလေးကျွန်တော်ရေးပေးလိုက်တယ်6933592339ဆိုတော့ဖုန်းနံပါတ်ဒီမှာအောက်မှာကျွန်တော်ရေးထားတယ်အဲ့ဒီဖုန်းနံပါတ်တော့အဲ့ဒီဖုန်းနံပါတ်မှာကျွန်တော်ကိုမတွေအားလုံးပဲကျွန်တော်တို့ Viber ဖွင့်ထားတယ်လာရောက်ပြီးတော့ယူပေးပါ Subscribe လေးတစ်ချက်ရိုက်ပြီးကျွန်တော် live လွှင့်ပြီးတာနဲ့ Viber ကနေဟိုင်းပြီးကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော် live လွှင့်ပြီးတာနဲ့ကျွန်တော်ကို Viber ကနေဟိုင်းပြီးတော့တော့ဝေးအခွေကိုလာရောက်ပြီးတော့ယူပေးပါ เนาะไลฟ์ลွှင့်ပြီးတာနဲ့မွေးအခွေကိုလာရောက်ပြီးတော့ယူပေးပါကျွန်တော်အကူမတွေအားလုံးပဲအဲ့တော့အားလုံးကိုကျွန်တော်တို့ဒါကျွန်တော်မိတ်ဆွေတွေအားလုံးတို့အလုံးဝအဆင်ပြေအောင်ကျွန်တော်အကူညီပေးမယ်ဟိုင်းထားတယ်တဲ့ဟုတ်ကဲ့အိုင်းထားရင်ကျွန်တော်ไลฟ์ลွှင့်ပြီးတာနဲ့ပို့ပေးမယ်เนาะဟိုင်းထားလိုက်เนาะအကုန်လုံးပဲဟိုင်းထားလိုက်ကျွန်တော်ไลฟ์လွှင့်ပြီးတာနဲ့ไลฟ์သိမ်းပြီးတာနဲ့ကျွန်တော်ပို့ပေးမယ်เนาะ Viber ကနေပို့ပေးမယ်မစစ်ကဟိုင်းမစစ်ကနေပို့ပေးမယ်။တော့အားလုံးကိုကျွန်တော်အစင်ပြေအောင်လုပ်ပေးမယ်။ဘိုင်ဘာမှာဟိုင်းထားတဲ့ဆရာလေဟုတ်ကဲ့ ါဒါဆိုရင်ကျွန်တော်အကူမတွေအားလုံးပဲကျွန်တော်တို့အဲ့တော့အခွေကနန်းနဲ့ပေါက်ချင်တယ်မိတ်ဆွေညီကောင်မတွေအားလုံးကကျွန်တော်တို့ Viber ကနေ လာပြီးတော့ယူ message ကနေလာပြီးတော့ယူဟုတ်ပြီနော်အဲ့တော့ကျွန်တော်အကူမတွေအားလုံးကိုကျွန်တော်တို့ဒါအားလုံးကိုအစီအပြေအောင်ကျွန်တော်ဘက်ကအာမခံချက်နဲ့ကူညီပေးမှာဖြစ်ပါဟုတ်ပြီနော်အဲ့တော့ယနေ့ကျွန်တော်တို့မနက်ခင်းကတော့ဒီလောက်ပါပဲတကယ်နော်အားလုံးပဲဒီကလေးမနက်ခင်းကတော့ကျွန်တော်တို့ဒီလောက်ပါပဲညနေကျမှကျွန်တော်တို့တရားလည်ပြီးတော့ဆုံတွေ့မှာဖြစ်ပါတယ်နော်